။ Israel နဲ့ Iran ကြားဖြစ်ပေါ်နေတဲ့ပြည်ပခါမှာနောက်ဆုံးတရင်ရတဲ့နေတွေကိုစတင်ကြပါစို့။အနောက်အရှမရှိတဲ့ပြည်ပနဲ့ဦးကြားလေကြောင်းစစ်စစ်ပွဲဟာခုခါမှာငားရမြောင်းတွေကိုရောက်ရှိနေပါပြီ။မကြသေးမီက Israel စစ်တပ်က Iran နောက်ပိုင်းမှာရှိတဲ့ဒုံးကျည်နဲ့ဒုံးစကန်တွေကိုပြင်မထားပြီးတော့အကြီးစားလေကြောင်းတက်ခတ်မှုတွေပြုလုပ်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အဓိကလေတပ်ခြေစစကန်ဖြစ်တဲ့အီရန်နိုင်ငံနောက်ပိုင်းတာပရစ်မြို့မှာပေါက်ကွဲမှုတွေနဲ့မိကုန်းတွေကိုမြင်တွေ့ရပါတယ်။တီဟီယမ်မှာ ညတွင်ချင်းတက်ခတ်မှုတစ်ခုအတွင်းအီရန်ရဲ့ဥစီဥစီဂျုတ်အာလီဆာမနီတိဆုံခဲ့တယ်လို့အစ္စရေးစစ်တပ်ကပြောပါတယ်ဆာမနီကအကြီးတန်းစီဥစီဂျုတ်ဖြစ်ပြီးအီရန်ရဲ့ထိတ်တန်းခေါင်းဆောင်အယာတိုလာအာလီခါမနီနဲ့အနီးကပ်ဆုံးပုဂ္ဂိုလ်ဖြစ်ဖော်ပြခဲ့ပါတယ်တချိန်တည်းမှာပဲအီရန်စစ်တပ်ကအစ္စရေးရဲ့တယ်လီဗင်းနဲ့ဟိုင်ဖာမြို့မှာရှိတဲ့အရေးကြီးတဲ့နေရာတွေကိုညတွင်ချင်းတက်ခတ်ရမှာအပြင်းနဲ့ဒုံမျိုးစားတွေကိုအုံပြပြီးတော့ဖျက်ဆီးခဲ့ကြောင်းခိုင်မာပြောကြားခဲ့ပါတယ်။အင်ကန်နီကတယ်လီဗင်းမှာရှိတဲ့ ်အစ္စရေးနိုင်ငံကြားထောက်လောင်ရေးဌာနမော်မော့ဆက်ပိုင်စင်တာကိုလည်းအီရန်တော်လှန်ရေးစောက်တက်ကတိုက်ခိုက်ခဲ့တယ်လို့ပြောပါရယ်ပြည်ပကတွေဆက်လက်ဖြစ်ပွားနေပြီးဒေသတွင်းမှာပူချီးရဲစစ်ပွဲတွေပြန်လည်လာမှာကိုစိုးရိမ်တဲ့အတွက်ကြောင့်အစ္စရေးတပ်ဖွဲ့တွေကတီဟီယန်မှာရှိတဲ့လူတွေကိုဘေးလွတ်ရာရွှေ့ပြောင်းဖို့အမိန့်ပေးထားပါရယ်ယင်းဒေသမှာရှိတဲ့စစ်ဘက်ဆိုင်ရာစောက်ဦးအားလုံးကိုပြန်မထားပြီးတော့ဘုံခွဲမှုတွေဖြစ်ပွားတော့မှဖြစ်ကြောင်းကို၎င်းတို့ကတတိပေးထားပါရယ် social media ပေါ်မှာအစ္စရေးကကွေကြီးတပ်ဖွဲ့ IDF မှာ post တစ်ခုကတော့လွန်ခဲ့တဲ့လ20အတွင်းဂါဇာမှာရှိတဲ့ပါလက်စတိုင်းများထံပေးပို့လေးရှိတဲ့စာများနဲ့ဆင်တူပါတယ်။တီဟင်ရမြောက်ဘက်မှာရှိတဲ့ခရိုင်၃ခုရဲ့အစိပ်ပိုင်းအများပြားကိုအနီရောင်ပြတ်ထားပါတယ်။လူများအိုးချက်ချင်းထွက်ခွာဖို့အတွက်တောင်းဆိုခဲ့ပါတယ်။ Israel ဝန်ကြီးချုပ်ဘဂျမန်နာတန်ယာဟုကဘေးလွတ်ရာစုပြောင်းဖို့အတွက်အမိန့်ပေးထားကြောင်းအတည်ပြုခဲ့ပါတယ်။ Israel လေတာကယခုအခါတီဟင်ရပေါ်ကောင်းရံကိုထိန်းချုပ်ထားနိုင်ကြောင်း၎င်းကပြောကြားခဲ့ပါတယ်။ ။နောက်ပိုင်းမှာနတန်ယာဟူကအီရန်ရဲ့အဓိပတိခေါင်းဆောင်အရာတူလာအာလီခမနီကိုတပ်ဖြတ်ခြင်းအားပြည်ပကောက်ကိုပုံမဆိုးဝါးစေမှာမဟုတ်တော့လဲအမန်တကယ်ပြည်ဆုံးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။နာတန်ယာဟူရဲ့အနီးကမဟာမိတ်ဖြစ်တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းအရသာများအားအမြန်ဘေးလွတ်ရအောင်ဆွေးပြောင်းဖို့ပြောကြားခဲ့ပြီးနျူကလ িয়ার သဘောတူညီချက်ဆွေးနွေးပွဲတွေကိုလိုက်နာခြင်းမရှိတဲ့အတွက်အီရန်အားဝေဖန်ခဲ့ပါတယ်။

တိုက်ရိုက်တီမမှုကြောင့်အခန်းတွင်ရှိအပျက်စီးများဖုံမှုများလေထိုင်တို့ပြန်တက်သွားတဲ့အခါမှာစတူဒီယိုမှထွက်သွားထွက်ခွာခဲ့ရပါတယ်။အီရန်နိုင်ငံပါရုံးမြင့်တရားထာနာချုပ်ကိုတိုက်ခတ်မှုနဲ့ပတ်သက်ပြီးမင်းမြတ်ရမနာတယာဟုကရုံးမြင့်တရားထာနာဟာအာနာရှင်အစိုးရရဲ့ကိရိယာတစ်ခုဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။အာအီရန်ပြည်သူများထံမှအမှန်တရားကိုဖုံးကွက်ထားကြောင်း၎င်းကပြောကြားခဲ့ပါတယ်။အခြေအနေမှာကိုလူတွေမမြင်နိုင်အောင်တားဆီးထားတယ်လို့လည်းသူကဆက်ပြောပါတယ်။ဒါကနိုင်ငံသားတွေတကယ်ဖြစ်ပျက်နေတာကိုနားလည်ရခက်စေတယ်လို့သူကပြောပါတယ်။ ဒါပေမဲ့အီရန်ပြည်သူတွေအတွက်အမှန်တရားကိုစာပေဖော်ထုတ်ရတဲ့၎င်းတို့ရဲ့ဖိနှိပ်တဲ့အစိုးရလက်မှတ်လွတ်မြောက်ဖို့အတွက်နီလန်တီတွေဖွင့်လင်းထားကြောင်း၎င်းကပြောကြားခဲ့ပြီးရင်းမအရင်အရန်အလွန်အရေးကြီးကြောင်းလည်းပြောကြားခဲ့ပါတယ် အီရန်နဲ့အစ္စရေးတို့အပြန်အလှန်တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေတဲ့အဖြစ်ဒုက္ခရောက်သူတွေပိုများလာပါတယ်။ယူချိန်တီအီရန်မှာအ ਨੇ စုံလူ224ဦးသေဆုံးခဲ့ပြီးအစ္စရေးမှာအ ਨੇ စုံအရသာ24ဦးသေဆုံးခဲ့ပါတယ်။အခြားနိုင်ငံအများပြားမှာတိကျတရားရချင်းတာမှု၎င်းတို့နိုင်ငံစလုံးမှာစစ်ချက်နေရန်ထွက်ခွာဖို့အတွက်စည်းကမ်းချဉ်းကပ်ခဲ့ရပါတယ်။